အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ iBan မှာ2025နိုဝင်ဘာလ23ရက်နေ့ကြာတာပြည်နေအတွက်ကမ္ဘာ့ရွှေရောင်းဝယ်လို့ဖို့ဤပညာပိုင်းရရောသတင်းပိုင်းချက်လက်ရပါအခမ်းအနားသုံးသပ်ပေးသွားမှာဖြစ်တယ်ပရမအုပ်စုနေနဲ့ ကမ္ဘာရွှေကိုနှိပညာအရာခံမှန်းသုံးသပ်ပေးသွားမှာဖြစ်ပါတယ်နှိပညာအရာကမ္ဘာရွှေကိုခံမှန်းသုံးသပ်တဲ့အခါကျွန်တော်အိတ်ဖိုးတိုင်းဖရိန်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်အိတ်ဖိုးတိုင်းဖရိန်ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်ပြောနေကြတိုင်းပဲဒီကန်နယ်တုံးတုံးတုံးရဲ့ပြီးသွားပြီးတဲ့ကန်နယ်တုံးတုံးရဲ့ကြာချင်းကြာချင်းတွေဟာ၄နာရီကြာပါတယ်ခင်ဗျာကန်နယ်တုံးပြီးဆုံးချိန်ဟာ၄နာရီကြာတယ်ဒါတိုင်းဖရိန်အိတ်ဖိုးနဲ့ကြည့်တယ်ဆိုရင်၄နာရီကြာပါတယ်ကိုက H1 နဲ့ကြည့်နေတယ်ဆိုရင်တော့တနာရီနေတုံးတုံးကိုတနာရီကြာပါတယ်ဒါမျိုးတွေကွဲပြားတာရှိတယ်တိုင်းဖရိန်တွေကတော့အမျိုးမျိုးရှိတယ်အဲ၅မိနစ်တိုင်းဖရိန်တွေ၅မိနစ်တိုင်းဖရိန်တွေန live time frame နဲ့ h1 time frame နဲ့ h4 time frame နဲ့ day 1 time frame နဲ့ weekly time frame နဲ့ monthly time frame နဲ့ဆိုပြီးအများကြီးရှိပါတယ်အဲထဲမှာဒါကိုရဲ့ကျွမ်းကျင်တဲ့အဲ time frame တွေပေါ်မှာမူတည်ပြီးတော့အယောင်းဝယ်လောက်ကြတာတွေရှိတယ်ကျွန်တော်ကတော့ h4 time frame နဲ့ကျွန်တော်ခံမှန်းတိုးတက်ပေးသွားမှာဖြစ်တယ်လက်ရှိကမ္ဘာရွှေပေါင်ဈေးဟာကျွန်တော်တို့တအောင်စကို4233ပေါင်နေတာဖြစ်တယ်4233ဆိုတဲ့ဈေးနေထားဟာဒါကဈေးကဝယ်လို့အားများနေတယ် ဘေးသက်အားသာနေတယ်လို့ကျွန်တော်ပြောလို့ရတယ်။ဘာကြောင့်ဒီလိုပြောရလဲ။ဘာကိုကြည့်ပြီးပြောလဲဆိုလို့ရှိရင်အရိုးချင်းဆုံးပထမဦးဆုံးတစ်ချက်ကိုကြည့်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့နားလည်အောင်ဆိုလို့ရှိရင်ကျွန်တော်ကန်နေတုံးကိုအရင်ကြည့်လိုက်ပါလက်ရှိကန်နေတုံးလက်ရှိကန်နေတုံးကဘူးဖြစ်နေလားဘဲဖြစ်နေလားဘူးဖြစ်နေတယ်ဆိုရင်ဈေးတက်အားသာနေတာဒါဈေးကွက်ထဲမှာဝယ်လို့အားများနေတယ်လို့ကျွန်တော်ယူဆလို့ရတယ်နောက်ပြီးတော့ပြီးပြီးသွားတဲ့ကန်နေတုံးတုံးကလည်းဒီမှာဘူးပဲဖြစ်နေတာဘူးဆိုတာဈေးတက်ကိုကိုးစားပြီးတော့ကန်နေတုံးဖြစ်ပါတယ်ကျွန်တော်တို့ကဈေးကြောက်ကိုကိုးစားပြီးတော့ကန်နေတုံးကဘဲလို့ခေါ်ပါတယ် ဈေးတက်ကိုကိုစားပြုတဲ့ကန်တွေတုန်းကဘူးလို့ခေါ်ပါတယ်ဘူးဆိုတာကျွန်တော်တို့ဒါကြွဲရဲအဲ့လိုမျိုးဒိတ်ပဲဘဲဆိုတာကကြတော့ဝမ်ဝမ်ဒီလိုမျိုးကန်တွေတို့သူတို့အခေါ်ထားတာဖြစ်တယ်ဟုတ်ပြီအဲကျွန်တော်တို့ဒါလက်ရှိရဲ့ဈေးကွက်အနေထားကိုရဲ့အနေထားကဒါဈေးကွက်အားတာနေလားအားတာနေလားကြာအတာနေလားဆိုတော့ဒါကိုကြည့်ပြီးပြောရဖြစ်တယ်နောက်ထပ်တနည်းအနေနဲ့ဘယ်လိုမျိုးကြည့်လို့ရသေးတယ်ဆိုလို့ရှိရင်ဒီနေ့တရက်တာ ဘို့ကြာတာပရင်းနေအနေနဲ့မနက်ပိုင်းဈေးစောက်ဖွင့်ခဲ့တဲ့ဈေးဟာတအောင်စောက်ကျွန်တော်တို့4200နဲ့ဈေးစောက်ဖွင့်ခဲ့လိုက်တယ်ဗျလက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ4239ထိဈေးတက်ခဲ့ပြီးပါပြီလက်ရှိချိန်ထိအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ4180ထိဈေးကျခဲ့ပြီးပါပြီဒါအကြည့်ချင်းအပြည့်ဆိုရင်ဈေးကွက်ကဒါလက်ရှိချိန်ထိမနက်ပိုင်းဈေးစောက်ဖွင့်ခဲ့တဲ့ဈေးကွက်ကတော့တော်တော်လေးလှုပ်ခတ်ထားတော့တွေးရတယ် အဲဘယ်လိုမျိုးလက်ရှိအနေအထားဈေးကွက်အားသာနေလားဘယ်လိုအနေအထားလဲဆိုတာကြည့်ရမယ်ဆိုလို့ရှိရင်၄၂၀၀မှာဈေးကစောက်ဖွင့်လိုက်တယ်စောက်ဖွင့်တဲ့ပြီးတော့ကျွန်တော်တို့၄၁၀၀ထိဈေးကကျသွားခဲ့လိုက်တယ်ဗျာ၄၁၀၀ထိကိုကျပြီးတော့၄၁၀ကိုဖောက်ကျနိုင်ခြင်းမရှိဘဲနဲ့အပေါ်ပြန်ကန့်တက်သွားခဲ့တဲ့၄၂၃၉ထိအခု၄၂၃၉ကိုဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့အခုလက်ရှိပြန်၄၂၃၃ဝင်းကျင်ကိုပြန် ကျနေတာဖြစ်တယ်။အဲဒါကဒါကိုကြည့်ချင်းအပြင်ဆိုလဲဒီမနပိုင်းဈေးစားဖွင့်ခဲ့တဲ့ဖွင့်ဈေးရဲ့အဲအပေါ်မှာလက်ရှိဈေးကရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဒါဈေးကွက်ကဝယ်လိုအားများနေတယ်ဈေးတအားတာနေတယ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်ခင်ဗျာဒါကကြည်နီးနည်းနည်းကိုကျွန်တော်ပြောပြတာဖြစ်တယ်ဒါကဝယ်လိုအားများနေလားရောင်းလိုအားများနေရဘလို့ကြည့်ရမလဲဆိုလို့ရှိရင်ဒါအဲ့လိုမျိုးတွေကြည့်လို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောရချင်းဖြစ်တယ်ဟုတ်ပြီလက်ရှိဈေးကွက်အနေထားကိုကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ဒီနေ့ကြာလာပရင်းနေနေသတိထားရမယ့်ဈေးတန်းတွေဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲဈေးတန်းတွေကိုတခါလေးပြောပြသွားအောင်မှာဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်သွားပေးဖို့လိုအပ်တယ် ယ်။ဘာကြောင့်လဲဆိုလို့ရင်ဆက်လက်ကြည့်သွားပြီးဖို့ဆိုတာဆိုတာလက်ရှိထွက်နေတဲ့ trader တွေမိတ်ဆွေတွေဆိုလို့ရှိရင်ဒီသတိထားရမယ့်တရက်တားရဲ့သတိထားရမယ့်ဈေးတန်းတွေကိုသိသွားတယ်ဆိုလို့ရှိရင်ဒါမိတ်ဆွေတို့အကျော်တော်လေးအကျိုးရှိတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တရက်တားရဲ့သတိထားရမယ့်ဈေးတန်းတွေကိုသိလိုက်ပြီးဆိုလို့ရှိရင်ကိုကရောင်းမဝယ်မှာမဖြစ်တော့ဘူး။ရှုံးဆုံးမှုရခိုင်လုံးနဲ့ဘာကြောင့်လဲဆိုတော့ဒီဈေးတန်းတစ်ခုတွေကိုတတိထားတော့မယ့်ဟာကိုတိထားပြီဆိုတော့ဒီဈေးတန်းကိုဒါဖောက်တက်ဆိုတော့ဒါဈေးကဘလောက်ထိလာတော့မှာဟဲ့ဒီဈေးတန်းကိုဖောက်ကြသွားပြီဆိုတော့ဒါဘလောက်ထိအကျလာတော့မယ်ဒါအကျလာရတာအတက်လာရလားဆိုတဲ့ဟာကိုဒါ ကြိုပြီးတော့ခံမှန်းသုံးသပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့သိနေမှာဖြစ်တယ်ဒါကြောင့်ဆိုရှယ်မှုရခိုင်တော့မနဲ့ဒီနဲတယ်လို့ပြောလို့ရတယ်အမားကိုကျွန်တော်တို့ဒါ ကြိုသိတယ်လို့ကျွန်တော်ပြောလို့ရတယ်ဟုတ်ပြီအဲဒါကိုပြောပြပြီဆိုရင်ကျွန်တော်ရဲ့ဒီစာပစ်လေးရှိတယ်အကယ်လို့ဒါမိတ်ဆွေရကြတော့ trading account တွေဖွင့်နေတာပဲဖြစ်စေ blue brand physical channel ကို join နေတာပဲဖြစ်စေကျွန်တော်ရဲ့ telegram နဲ့ viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်တယ်အဲ trading account ဖွင့်တဲ့အခါမှာဘယ်လိုမျိုးစာပစ်တွေရနိုင်တယ်လဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒေါ်လာတရားနေစပြီးတော့ trade account ဖွင့်လို့ရတယ် trade account ဖွင့်တဲ့အခါမှာလည်း credit border တရားရခိုင်နှုန်းရရှိတယ်တရားရခိုင်နှုန်း credit border ကဘယ်လိုမျိုးလဲဆိုရင်တရားဖွင့်ရင်တရားရပါတယ်ဒါဆိုတော့ equity မှာ200ဖြစ်သွားပါတယ်ဒီလိုမျိုးပြောချင်းဖြစ်တယ် ဟုတ်ပြီနောက်ထပ်တစ်ခုကကြတော့ဒီအဲကော်မရှင်ကလည်း free ပါထွေးကောင်းဖွင့်တဲ့ခါကြလို့ရှိရင်ဆွတ်ဖီညသိက္ခာလည်း free ပါငွေထုတ်ငွေသွင်းကလည်းတိကျမန်ကန်မြန်ဆန်စွာနဲ့ကျွန်တော်တို့ငွေပေါက်ဈေးတိုင်းကိုကျွန်တော်တို့ဒါအမြန်ဆုံးနဲ့ အတိအကျဆုံးလဲကျွန်တော်တို့ဘက်ကစပစ်ပေးနေတာဖြစ်တယ်။နောက်ထပ်တစ်ခုဒီရဲ့ VPNB စကနယ်စပစ်ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒါက trade account တွေတော့ဖွင့်ထားတယ်။ဒါပေမဲ့ဒီရဲ့ကျွန်တော်ရဲ့အကြံပေး30ချက်တွေကိုသဘောကျလို့ကျွန်တော်ရဲ့ဒီရဲ့အဲဈေးကွက်တဲ့တပြေးညီ30ချက်တွေနဲ့အတူအယောင်းဝယ်လုပ်ချင်တာပဲဖြစ်စေ။ဒါမှမဟုတ်ဆိုရကျ30ချက်တွေကိုဟိုအချိန်ပေးပြီးမှ30နိုင်တာတွေချက်ကို လုံးဝ အချိန်ပေးပြီးမကြည့်နိုင်တာတွေဒီလိုမျိုးလူတွေအတွက်ဆိုလို့ရှိရင်ဒါအာကျွန်တော်ရဲ့ VPN business channel ကိုဒါ join ထားပေးဖို့လိုအပ်တယ်ဒီရဲ့အသေးစိတ်တွေကိုသိချင်တော့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအာဒါလေးစပစ်ကြောင်းလေးပြောပြီးပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီတရက်တာသတိထားရမယ့်ဈေးကြောင်းကိုအရင်ပြောပြီးသွားမှာဖြစ်တယ်တရက်တာသတိထားရမယ့်ဈေးကြောင်းကတော့လက်ရှိအရဆိုလို့ရှိရင်သတိထားရမယ့် Apple Watch System ဈေးကြောင်းဈေးဆက်တက်ဖို့စောင့်ကြရမယ့်ဈေးကြောင်းကဈေးကြောင်းကကျွန်တော်တို့ဘယ်ဈေးကြောင်းဖြစ်မလဲဆိုလို့ရှိရင်လက်ရှိအရဆိုလို့ရှိရင်၄000တရာ oh sorry sorry 4000 36ထီစီဈေးတက်ပြီးပါပြီ4139ကိုလောလောဆယ်ဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့ပြန်ကျနေတယ်နည်းနည်းလေးပြန်ကျနေတဲ့အနေအထားကိုတွေ့နေရတာဖြစ်တယ်လက်ရှိအရတော့ဈေးကွက်ကဈေးကနည်းနည်းလေးပြန်တက်နေတယ်ဝလိုအားများနေတယ်ဈေးတက်နိုင်သေးတယ်လို့ကျွန်တော်ပြောလို့ရတယ်4239ကိုတော့ဖောက်တက်နိုင်ခဲ့ပြီဒီရဲ့ resistant ဒီ4239ကိုဖောက်တက်နိုင်ပြီဆိုဈေးတက်အားတာနိုင်တယ်ဘလောက်ထိတက်လာနိုင်မလဲဆိုရင်4200 4200 45 4200 90လောက်အထိကိုဈေးတက်လာနိုင်မှာဖြစ်တယ်။ဒါကကျွန်တော်တို့4139ဆိုတဲ့ဈေးတန်းကိုဖောက်တက်ခဲ့ပြီဆိုလို့ရှိရင်ဒီ4145တွေ4190ဈေးတန်းတွေအထိကိုဈေးတက်လာနိုင်မှာဖြစ်တယ်။ဒါလေးကိုမိတ်ဆွေကတိထားတယ်ဆိုလို့ရှိရင် ါဒါကကိုကိုမိတ်ဆွေအတွက်အကျိုးရှိတယ်ဘာကြောင့်လဲဆိုဒီ4,139ဈေးတန်းကိုဖောက်တက်ပြီဆိုရင်ကိုကဘာလို့တော့မှလဲဘလောက်ထိအသက်လာနိုင်တယ်လဲကိုလည်းမသိနိုင်ဘူးဘလောက်ထိကြာတော့မှလဲဆိုတဲ့ဟာကိုမသိဘူးဆိုလို့ရှိရင်ဒါကိုသိထားတယ်ဆိုလို့ရှိရင်ဒါ4,139ကိုဖောက်တက်ပြီဟေးဆိုတာ4,145 4940ဝင်းကျင်လောက်ထိလာနိုင်နေဆိုတာမိတ်ဆွေအကြိုတိထားမှာဖြစ်တယ်။ဒါပေမဲ့4945ဝင်းကျင်လောက်မှာနည်းနည်းအတက်ရက်သွားနိုင်တယ်။ဒီမှာ resistance တစ်ခုရှိသေးတာဖြစ်တဲ့အတွက်4945ကိုတော့ဖောက်တက်နိုင်မှာတော့နောက်ထပ်တစ်ခုဖြစ်တဲ့4290ကိုမြင်ရနိုင်မှာဖြစ်တယ်။ ပထမဦးဆုံးအနေနဲ့တော့4945ကိုအရင်မြင်မယ်ဒီကောင်ကို support တက်နိုင်မှာတော့အပေါ်ဈေးတန်းကိုပြန်မြင်ရနိုင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒါကကျွန်တော်တို့ဒီကြာတာ brain နဲ့သတိထားမယ့်ဈေးတန်းကတော့4939 wave system ဖြစ်တယ်ဟုတ်ပြီ support ဈေးတန်းကဘယ်ဈေးတန်းဖြစ်မလဲမနေ့တုန်းကအနိုင်ဆုံးထိကျခဲ့တဲ့ဈေးတန်းက4180ဈေးတန်းပဲဖြစ်တယ်4180ဈေးတန်းကိုဖောက်ကြနိုင်မှာတော့4180ဆိုတာ support ဈေးတန်းမှာ support ဆိုတာဘာလဲဆိုရင်ဈေးဆက်ကြဖို့စောင့်ကြမယ့်ဈေးတန်းဖြစ်တယ်အပေါ်က wave system wave system ဆိုတာဘာလဲဆိုရင်ဈေးဆက်တက်ဖို့စောင့်ကြမယ့်ဈေးတန်းဖြစ်တယ်တရက်တာအနေနဲ့ဒီရဖောက်တက်ဖို့ ခက်ခဲတဲ့ဈေးတန်းနဲ့ဖောက်ချဖို့ခက်ခဲတဲ့ဈေးတန်းတွေကိုအရင်ဆုံးရှာမယ်။ရှာပြီးလို့ရှိရင်ဒီကောင်ဖောက်တန်းဘလောက်ထိတက်လာနိုင်မလဲ။ဒါမျိုးတွေကတိထားလို့ရှိရင်ဒါပို့ပြီးအဆင်ပြေတယ်။ဟုတ်ပြီ4180ကိုတော့ဖောက်ချနိုင်ခဲ့ရင်ဘလောက်ထိကျလာနိုင်မလဲဆိုရင်တော့4100 80 4100 50လောက်အထိကိုဈေးကြလို့မျောနိုင်မျောလို့ရမှာဖြစ်တယ်။ဒါက4180ကိုဖောက်ကြနိုင်မှာဒီဈေးတန်းတွေကိုမြင်ရနိုင်မှာဖြစ်တယ်။အကယ်လို့4180ကိုဒါမှဖောက်ကြနိုင်ဘူးဆိုတော့ဒီဈေးတန်းတွေကိုမမြင်နိုင်ရဘူး။ဘာဖြစ်လို့လဲဆိုတော့4239နဲ့ဒီ4180ဝင်းကျင်ကြရဲမှာပဲအတကြဖြစ်နေနိုင်မှာဖြစ်တယ်။ဒါကလည်း4239ကိုဖောက်မတက်နိုင်ဘူးဆိုရင်တော့ဈေးကဒီရဲ့ range ကြရဲမှာပဲအတကြဖြစ်နေနိုင်မယ်။လက်ရှိအရတော့ဒါ4239ကိုဖောက်တက်နိုင်မယ်လို့ကျွန်တော်မြင်တယ်။4245ဝင်းကျင်လောက်အထိဈေးအသက်လာနိုင်မယ်လို့ကျွန်တော်ခံမှန်းသုံးထားတာဖြစ်တယ်။ဒါက4245ကိုဆက်လက် ဖောက်တက်နိုင်မှာအတက်ပြန်လာနိုင်မှာဖြစ်ပါတယ်ခင်ဗျာဒါကတရက်တာတည်ထားရမယ့်ဈေးရန်တစ်ခုကိုပြောပေးသွားတာဖြစ်တယ်ဒါတွေကိုတည်ထားပြီးပြီဆိုလို့ရှိရင်မိတ်ဆွေတို့အကျိုးရှိမယ်လို့ထင်တယ်ဒါဒါကိုတည်ထားမယ့်ဈေးရန်ကိုပြောပြီးပြီဆိုလို့ကျွန်တော်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲဈေးရန်တွေကိုတခါတည်းပြောပေးသွားအောင်မှာဖြစ်တယ်ဒါကြောင့်ဆက်လက်ကြည့်သွားပေးလို့လိုအပ်တယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒါဘယ်မှာဝယ်တင်လဲဆိုရင်ကျွန်တော်အဝယ်အနေနဲ့အရင်ကိုပြောပေးသွားတာဖြစ်တယ်ဘိုင် ဘိုင်အနေနဲ့အရင်ပြောပေးသွားတာဖြစ်တယ်ဘိုင်လက်ရှိဈေးတန်းမှာဘိုင်တင်တယ်လားလက်ရှိဈေးတန်း4130နှစ်မှာဘိုင်တင်တယ်လားလို့မိတ်ဆွေကပေးခဲ့မယ်ဆိုရင်ကျွန်တော်ကတော့အဝယ်ကြိုက်တယ်4130နှစ်မှာဝယ်တယ်အဝယ်ကြိုက်တယ်ဆိုတာကျွန်တော်ဒီတိုင်းကြီးတန်းပြီးတော့စိတ်နဲ့ဝယ်တာမဟုတ်ပါဘူးကျွန်တော်တို့ဒီကန်နေအရာတွေနိပညာအရာတွေကြီးလိုက်တဲ့အခါမှာကျွန်တော်တို့ဒါဈေးရဆက်တက်နိုင်နေတယ်လို့ကျွန်တော်တို့ဒါအချက်ပြနေတာဖြစ်တဲ့အတွက်4130နှစ်မှာအဝယ်ကြိုက်ပါတယ်တကယ်လို့ဒါမိတ်ဆွေက4130နှစ်မှာမဝယ်ချင်ဘူးဆိုတဲ့မိတ်ဆွေတွေကတော့ဒါ4130 ာဒီ20ခွန်ဝင်းကျင်လောက်တွေမှာဝယ်ပါ TV အမျက်ပိုင်းဈေးတန်းကတော့ဘယ်မှာအမျက်ပိုင်းရမလဲဆို4230မှာဝယ်ထားတဲ့မိတ်ဆွေတွေဆိုရင်တော့4240 45ရီလောက်ထိအမျက်ယူလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါက TV အမျက်ပိုင်းဈေးတောင်းကိုပြောပြပြီဆိုရင် TV ဆိုတာတိတ်ဘရော့ဖြစ်ဖြစ်ပါတယ် SN SN ကိုပြောပြီးတော့ဖြစ်တယ် SN ဆိုတာ store lot ပါ SN ကတော့ဒါပေမဲ့ဆိုရကိုရှုံးရှုံးခံနိုင်တဲ့ပမာဏတွေကိုချိန်ပြီးတော့ SN ကိုထားပါဒါပေမဲ့ထားတင်းတဲ့ဈေးတောင်းကိုတော့ပြောပြမယ်ထားတင်းတဲ့ဈေးတောင်းနေရ4230နဲ့မှာဝယ်လိုက်တယ်ဆိုရင်တော့4200 20နဲ့ ငါရဲ့အောက်မှာအဆန်ထားရင်တော့ပို့ပြီးအဆင်ပြေတယ်ဒါကအဆန်ကကိုအဆင်ပြေတဲ့နေရာမှာထားပါဒါဘိုင်အော်ဒါအတွက်ကျွန်တော် TV နဲ့အဆန်ကိုကျွန်တော်ပြောပြီးပြီဆိုလို့ရှိရင်အယောင်ဆဲအော်ဒါအတွက် TV နဲ့အဆန်ကိုပြောပေးသွားဖြစ်တယ်အယောင်ဆဲအော်ဒါအတွက်လက်ရှိဈေးမှာရောင်းတင်တယ်လားမရောင်းတင်နေပါဘူးဘာကြောင့်လဲဆိုဈေးကွက်ထဲမှာဝယ်လို့အားများနေတယ်ဒါကြောင့်ဈေးက70နိုင်နေတာဖြစ်တဲ့အတွက်မိတ်ဆွေကမရောင်းတင်နေဘူးအကယ်လို့ရောင်းရှင်နေဆိုရင်တော့4290လောက်မှာရောင်းပါ4290မှာရောင်းပြီးရင် TV အမြတ်ပိုင်းဈေးကဘယ်နာမှအမြတ်ပိုင်းရမလဲဆိုလို့ရှိရင်4265မှာအမြတ်ပိုင်းမှာအဆန်အရှုံးပိုင်းဈေးကတော့ဒါမိတ်ဆွေက ရုံးရုံးကနေနဲ့ပမာဏတွေပေါ်မူတည်ပြီးတော့အဆံကိုချိန်ပြီးတော့ထားပါ။ဘယ်နားမှာထားတင်တယ်လဲဆိုတော့အဲကျွန်တော်ပြောပြသွားဖြစ်တယ်။ဘယ်နားမှာထားတင်တယ်လဲဆိုရင်၄၄၀နဲ့ 6အပေါ်မှာအဆန်ထားရတော့ပုံပြီးစင်ပြေတယ်ဒါကဆဲအော်ရာအတွက်ကျွန်တော် TV နဲ့အဆန်ကိုပြောပြတော့တာဖြစ်တယ်ဒါကကျွန်တော်အဲအမြင်ကျွန်တော်ရဲ့တူတွေတော့သုံးတက်ထားခြင်းဖြစ်တယ်နီးပညာရသုံးတက်ထားတာဖြစ်တယ်နီးပညာရသုံးတက်ချက်ဖြစ်တာကြောင့်တရားရခိုင်လုံးမင်းကဲမှုတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရထွေကောင်းတဲ့ law site တွေပေါ်မှာမူတည်ပြီးစနစ်တရားနဲ့အယောင်းဝယ်လို့ဖို့တော့အကြံပြုပါတယ်ခင်ဗျာနောက်ထပ်တနည်းအနေနဲ့ကျွန်တော်နောက်ထပ်တစ်ခုအနေနဲ့ထပ်ဆောင်ပြောချင်တာကတော့ကျွန်တော် TV နဲ့အဆန်ကိုထား TV နဲ့အဆန်ကိုမဖြစ်မနေထားပါအချို့တွေကကျွန်တော်တို့က TV လည်းမထားဘူးအဆန်လည်းမထားတဲ့သူတွေလည်းရှိတယ်လုံးဝအဆန်မထားဘူးဆိုတော့ဆိုးကျိုးတွေကအယံကို ိပါတယ် SM မထားဘူးဆိုတဲ့ဟာတွေကအာဒီ risk အရင်များပါတယ်ဘာကြောင့်လဲဆိုအရှုံးကိုအကန့်အသတ်မရှိထားတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အကောင့်တွေပြုတ်တာတွေဒီကတ်တာမျိုးတွေဖြစ်လာနိုင်တယ်ဒီဟာတွေကရေရှည်သွားခြင်းလဲဆိုတော့ TV နဲ့ SM နဲ့ထားပြီးတော့စနစ်တကျနဲ့ထွေးစေခြင်းနဲ့ဒါမျိုးဒါတို့ပြောခြင်းဖြစ်တယ်ဟုတ်ပြီဒါကနေပညာရာသုံးတပ်ပြီးပြီဆိုရင်တရင်နေရဲ့တရင်ပိုင်းချက်လက်ရတွေကိုခမန်းသုံးတပ်ပြီးသွားအောင်မှာဖြစ်တယ်ဒါကြောင့်ဆက်လက်ကြည့်ပါတရင်ရှိမရှိလဲသွားကြည့်လိုက်ရအောင် တင်းကဒီနေ့အတွက်တင်းတွေရှိပါတယ်ကျွန်တော်တို့ဒီမှာကြည့်လိုက်တဲ့အခါကျရင်ဒီမှာတင်းတွေရှိပါတယ်ဒါကဘာတင်းတွေလဲဆိုရင် US တင်း US တင်းတွေပဲရှိတယ်ဒီတင်းတွေတင်းထွက်ဖို့ရှိပါတယ်တင်းနေရှိတယ်ဒီတင်းတွေကဘာတင်းတွေလဲဆိုလို့ရှိရင်ကျွန်တော်တို့တဲမှာရွှေအတွက်ဆိုလို့ရှိရင်တခု၊နှစ်ခု၊သုံးခု၊လေးခု၊လေးခုတောင်ထွက်ရှိသွားမှာဖြစ်ပါတယ်တင်းလေးခုထွက်မယ် တည်င်းလေးကူးထွက်မှာဘယ်ချိန်တွေထွက်မလဲဆိုရင်ဒါကတော့တို့ US ချိန်တွေဖြစ်တယ်မြန်မာစံတော်ချိန်အားဖြင့်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ၈နာရီမှာထွက်ရှိသွားမှာဖြစ်တယ်၈နာရီမှာကျတော့၈နာရီမှာတည်င်းကဘယ်နှခုထွက်မလဲဆိုလို့ရှိရင်တခုနှခု၃ခု၄ခု၄ခုလုံးကိုတစ်ချိန်နဲ့ထွက်ရှိသွားမှာဖြစ်တယ်၈နာရီမှာတည်င်းလေးကူးကိုလုံးကိုတစ်ချိန်ထဲမှာထွက်ရှိသွားမှာဖြစ်တဲ့အတွက်ဈေးကွက်ကတော့အလောက်ခတ်ရှိလာနိုင်တယ်။ဘာကြောင့်တည်င်းက၄ခုကြီးတောင်ရှိတယ် CPI data ဆိုတဲ့အဲကျွန်တော်တို့ data reset တွေကကျွန်တော်တို့ဒီအဈေးလောက်ခတ်ကြတဲ့ data တွေဖြစ်တယ်။ဒါကြောင့်မိတ်ဆွေတွေက အယောင်ဝယ်လုပ်မယ်ဆိုရင်စနစ်တကျနဲ့အယောင်ဝယ်လုပ်ဖို့တော့လိုအပ်တယ်စနစ်တကျနဲ့တော့အယောင်ဝယ်မလုပ်ဘူးဆိုအကောင့်ပြုတ်တာလေအကောင့်ကတ်တာတွေဖြစ်လာနိုင်တယ်ဘာကြောင့်လဲဆိုတော့ CBI data ကအရင်အလုတ်ခန့်ကျန်တဲ့ data ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါသတင်းရဲ့ update တွေကိုသိကျင်တယ်သတင်းရဲ့အဲဒီရဲ့သုံးသက်ချက်တွေကိုသိကျင်တယ်ဈေးနှုန်းရဲ့ update သုံးသက်ချက်တွေကိုသိကျင်တယ်ဆိုရင်ကျွန်တော် Telegram ရဲ့အဲ free channel ကို join ထားပေးဖို့တော့လိုအပ်တယ်ကျွန်တော်ဒီမှာ update ဖြစ်တင်ပေးလေးရှိတယ်သတင်းရဲ့ result တွေကိုတင်ပေးလေးရှိတယ်ဈေးနှုန်းအသက်ကြတွေကိုလာရတွေကိုလည်းတင်ပေးလေးရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကကျွန်တော်ရဲ့ဒီသုံးသက်ချက်လေးတွေကိုပြောပေးသွားတာဖြစ်တယ်အကယ်လို့ဒါသတင်းပိုင်းရသုံးသက်တာတွေပဲ မရှင်းတာပဲဖြစ်စေနီးပညာအရာသုံးသက်ချက်တွေမရှင်းတာပဲဖြစ်စေ trade account ဖွင့်နေတာပဲဖြစ်စေ VIP signal channel join ချင် join ချင်တာပဲဖြစ်စေကျွန်တော်ရဲ့ဒီ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြန်မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်